လုံးအားလုံးပဲမြင်ပါပါပန်းကအခုဖွင့်လိုက်ပါပြီဘယ်လိုရရှိနေတော့မသိဘူးလားဟုတ်တတော်မမြင်လားပါသူဒါဒီနေ့7နှစ်မှာတင်ဖို့စာမဖတ်ရသည်တို့ live ပဲဒီနေ့လက်တံကပြားလေးရွေးချင်ပါတယ်ဒီဘက်ရက်ထီတော့အမေစုအတွက်ကပြားလေးနဲ့ပဲဝဲလန်နေုံပဲထင်ပါတယ်ဟုတ် အညပြမင်္ဂလာပါကိုမင်းကျူလာမင်္ဂလာပါဟဲမင်္ဂလာပါဒုတာဒီနေ့တော့အမေစုရဲ့အသက်80ပြည့်မွေးနေ့အလုံးပေါ့နော်နောက်နေ့ကနေမထွက်နိုင်သေးဘူးဖြစ်နေတယ်အမေစုရဲ့80ပြည့်အလုံးမှာအမန္တေဆာမင်္ဂလာပါ ဆန်ညင်မင်းညိုရဲ့ကြပြားလေးကိုရွတ်ချင်ပါတယ်။မွေးနေ့အလွန်ချစ်ချင်းမေတ္တာတဝူတာမှာမြတ်စွာဘုရားဟာကြွမြန်းတော်မူလာတယ်။ကြွမြန်းလာတော်မူတယ်။အစကသူဟာရန်ဆွေးတတ်တဲ့အတဲ့နှလုံးနဲ့လူသားတယောက်ပါ။အခုမှချစ်ချင်းမေတ္တာအောအောတန်ရှည်ဆွဲပြေးလွှားခုံမောင်းရတဲ့ယထာတစဉ်ဘဝဤရွယ်ချက်ရှိရှိရောက်ရရှာ။လမ်းတွေလမ်းတွေပေါ်ကလူတွေလူတွေအတ္တလောဘကိုစီနဲ့ တွဲဆိုင်တွေပေါ်နေရဦးကြညံဖြစ်ကြ ပြစ်တယ်မောင်မယ်ရောက်ပါကြညံဖြစ်မှုကိုထူးထူးချွန်ချွန်ကျူးလွန်ကြတပူတာပြီးတပူတာ အချီနေငိုင်းမြည်စင်းနေကြ ဆက်ကောင်းကြီးကဥပါပြီးတန်လန်းတွေလည်းပြူပါပြီးခီးမတ်တံမှာရည်ကြီးတယ်မုံတိုင်းကြတယ်ငလင်လောက်တယ်တွဲပေါ်ကအယောင်ဆုံးခီးသားတွေဖျားကိုတကယ်မယုံမသိပါပဲထိတ်လန့်ကြတာကြဒါပေမဲ့ဖျားဟာသူတို့ထံကြွမလား ယထာယံဆောင်ထားတဲ့တန်လန်းအိုသူ့ကိုကူညီဖို့သာဘုရားဟာဆန္ဒရှိတော်မူပါတယ်။ကြီးပြာကိုရုပ်ဆောင်ခွင့်ပြုပါလို့လည်းဆရာကိုဖွင့်တောင်းလိုက်ပါတယ်ရှင်။နောက်ဘာဝဦးလင်းတင်ရေးခဲ့တဲ့မီးလံတွေကကြားဆိုတဲ့ကြပြာလေးကိုလည်းရုပ်ချင်ပါသေးတယ်။ဘာမှမရှိတော့ပေမဲ့ကြပြာရုပ်ခွင့်ပြုပါလို့ဖွင့်တောင်းလိုက်ပါတယ်။ မီလျံတဲကကြရဲဇွဲညံစီတာမကြောက်တရားတေးကြဗျာမီလျံတဲကကြရဲဆိုတာရဲရင်ချင်းဇွဲဆိုတာဆွဲမြဲချင်းညံဆိုတာညံပညာကြီးမားခြင်းစီဆိုတာစီကံရှိခြင်းတားဆိုတာတာဝင်တည်ခြင်းတာဝင်ယူခြင်းတာဝင်ခံခြင်း ဟုတ်အတန်ကြာရလားမသိဘူးအနီတော့ကမရမရဖြစ်ပဲနဲ့အချိန်နည်းနည်းကြည့်ရေးသွားလို့ကျန်နေခဲ့တဲ့ကဗျာလေးထည့်ရပါမယ်။ဒါကတော့အမီတော်ဆန်းစုကြည်ရေးတဲ့ကဗျာလေးပါ။ကဗျာဆိုတာကဗျာဆိုတာလူစင်စားညံရဲ့ပဲ့တင်တဲ့လူနှလုံးသားရဲ့ခုံလှုပ်တဲ့လူစိတ်ဓာတ်ရဲ့မြည်ဟီးတဲ့ လူညောင်းလင်းချက်ရဲ့တည်ကျူးတဲ့ကြပြဆိုတာကျမတို့ရဲ့ရုံးကန်တမ်းပါပဲတဲ့မေစုကိုယ်တိုင်ရေးခဲ့တဲ့ကြပြလေးပါဒီကြပြနဲ့ပတ်သက်လို့တော့ဘယ်သူဘာသာပြန်ခဲ့တယ်ဆိုတာကိုတော့အငင်းခုံဖြစ်ကြတယ်ပေါ့နော်သို့တော့ if ဆိုတဲ့ကြပြလေးကိုဘာသာပြန်ထားတာလေးကိုဖတ်ပြခြင်းပါတယ်အကယ်၍ မင်းအတိုင်းဝိုင်းတုံလုံးခြောက်ချပြီးဒါရီဟာမင်းကြောင့်လို့ဘဝင်အပြစ်တင်ကြတဲ့အခါမင်းဟာတည်ငြိမ်စွာနဲ့ယဉ်ဆိုင်နိုင်မယ်ဆိုရင်အကယ်၍အားလုံးကမင်းကိုမယုံသင်တာဖြစ်လာတဲ့အခါသူတို့ကိုနားလဲခွင့်လို့ရင်နဲ့မင်းကိုမင်းယုံကြည်မှုအပြစ်ရှိမယ်ဆိုရင်အကယ်၍စောင့်တဲ့နဲ့အချင်းကိုစောင့်နိုင်ပြီးအဲ့ဒီအတွက်လဲမပေါ်မပန်းနေနိုင်မယ်ဆိုရင်ဒါမှမဟုတ်မင်းရဲ့အကြောင်း မဟုတ်မတရားမူသားစကားကြားရတဲ့အခါမင်းကလည်းအလိညာတွေနဲ့မတုံ့ပြန်ဘူးဆိုရင်ဒါမှမဟုတ်မင်းကိုလူတကာကဝဝင်းမုန်းတီးရဲ့အခါမင်းကလည်းအမုန်းတီးပြန်မပွားဘူးဆိုရင်တကယ်၍စိတ်ကူးရင်အိမ်မက်တွေဟာမင်းအပေါ်မလွမ်းမှုစီပဲစိတ်ကူးနိုင်မယ်ဆိုရင်ပြီးတော့အတွေးခေါ်စိတ်ကူးတွေဟာမျော်မှန်းချက်တက်တက်သာမဖြစ်စေပဲတွေးခေါ်နိုင်မယ်ဆိုရင်တကယ်၍အောင်မြင်မှုဒုက္ခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကိုကြုံတွေ့ရတဲ့အခါဒူညီသောလောကရန်တရားတွေပါလာရဲ့လို့ခံယူထားနိုင်မယ်ဆိုရင်အကယ်၍မိရဲ့အမှန်စကားတွေကိုလူလိန်လူညာတွေကလှည့်စားပြောင်းလဲပြီးမူသားဖြစ်ထောင်ကျစဉ်ညစ်တဲ့အခါမင်းဟာတည်ငြိမ်စွာနဲ့နာကြားနိုင်မယ်ဆိုရင်အကယ်၍မင်းဘဝတစ်ခုလုံးပေးပြီးအရေးတကြီးကြီးနဲ့ဖြည့်ဆည်းခဲ့ရတဲ့အရာရာကိုဖြည့်ဆည်းခံလာရပြီးတဲ့နောက်အင်တန်မှတင်းငယ်တဲ့ တစားပလာအရာရာနဲ့ပြန်လဲတိဆောက်နိုင်မယ်ဆိုရင်အကယ်၍မင်းပိုင်ဆိုင်ခဲ့ရသမျှတွေအလုံးကြွေတလက်ကြက်တခုံတလက်တခါတည်းနဲ့ဆုံးရှုံးသွားခဲ့မယ်ဆိုရင်ပြီးတော့အစကနေပြန်ဆနိုင်မယ်ဆိုရင်ပြီးတော့စိုးလာတဲ့ကံကြမ္မာရဲ့လို့ဘယ်တော့ခါမှညှဉ်းညူမနေဘူးဆိုရင်အကယ်၍ ူများတကာတွေလှုပ်ပြီးသွားကြလို့အချိန်တော်ကြာမှမင်းအလက်ရောက်လာတဲ့အခါမင်းတယောက်ထဲနဲ့ပဲအာနဲ့မန်နဲ့ဇွဲတက်တိရှိရှိဆက်ကြိုးစားနိုင်မယ်ဆိုရင်အဲ့ဒီလိုဆိုရင်မင်းမှာစိတ်အင်အားကလွဲလို့ဘာမှစိုးဘာမှမရှိရတဲ့အခါအဲ့ဒီစိတ်အင်အားကိုခိုင်မာစွာနဲ့ပဲလက်စုပ်လက်ကင်ထားနိုင်မယ်ဆိုရင်အကယ်၍လူတွေနဲ့ထိတွေ့ဆက်ဆံပြောဆိုတဲ့အခါကိုချင်းတိတ်ခါကိုစောင့်ထိန်နိုင်မယ်ဆိုရင် ဒါမှမဟုတ်မင်းအေဂရစ်တွေနဲ့အတူလမ်းလျှောက်နေရပေမဲ့မန်မန်နာသွေးမကြဘူးဆိုရင်တကယ်၍ရန်သူကဖြစ်စေမိတ်ဆွေကဖြစ်စေမင်းကိုနာကြည့်အောင်မလောက်နိုင်စေဘူးအကယ်၍လူတိုင်းကိုတံပိုးထားလေးစားပေမဲ့ဆွဲလမ်းမှုတန်ရောစဉ်တွေထားမနေဘူးဆိုရင်အကယ်၍တူတောင်းလာတဲ့မပြစ်ပယ်နိုင်တဲ့တမင်နဲ့အတွင်းမှာအတိတ်ပဲရှိတဲ့စက္ကန့်60အဖြစ်အတောင်းချနိုင်မယ်ဆိုရင်အကယ်၍ ငါသားရေမင်းဟာအရာရာရှိတဲ့အရာရာဖြစ်တဲ့ကဘာကြီးကိုဆုပ်ကိုင်လို့အရာရာဟာပါမစို့မင်းဆွဲနိုင်ပြီပေါ့အဲ့ဒီတော့မင်းဟာလည်းယောက်ျားကောင်တယောက်ပဲပေါ့တဲ့ဒါကတော့အကယ်၍ဆိုတဲ့ကဗျာလေးကိုဘာသာပြန်ထားတာလေးကိုဖတ်ရှုတင်ဆက်ခဲ့တာပဲဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့ခပြမဟုတ်ပါဘူး အဲ့ဒါတော့ဆရာဒေါက်တာဆိုမင်းရေးသားထားတဲ့စာလေးပေါ့နော်အဲ့ဒီစာလေးကိုလည်းတင်ဆက်ချင်ပါသေးတယ်ထရမမင်္ဂလာပါကိုဖုံးမင်္ဂလာပါမနုဝင်စေမင်္ဂလာပါချစ်လူမမင်္ဂလာမာယူစနုမင်္ဂလာမနွယ်ရင်မင်္ဂလာပါမဝါဝါမင်္ဂလာမဂျိန်းစ်မင်္ဂလာပါမရွှေစင်ချီမင်္ဂလာမမိပမင်္ဂလာပါကိုကလမင်္ဂလာပါ မခေတ္တရီမင်္ဂလာပါမတင်ကြမှာမင်္ဂလာပါမနန်းရွယ်မင်္ဂလာပါအဲမင်္ဂလာပါဥဒနာမွေမင်္ဂလာပါကိုဒနာမွေမင်္ဂလာပါမညိုပြာမင်္ဂလာပါမမြအတန်တာမင်္ဂလာပါမနုဝေစင်မင်္ဂလာပါမာချင်းမင်္ဂလာပါဒေါ်ရဘုံမင်္ဂလာပါအဲမင်္ဂလာပါကိုမင်းကျူလာမင်္ဂလာသူရကနောက်ထပ်ပြပြလေးစာရင်းဆက်ဖက်ပြအောင်ပြပါဦးမယ် အခုလောလောဆယ်ကစာမျက်နှာပြောက်သွားလို့ပြန်လိုက်ရှာပြီပါဒါကတော့ဆရာဒေါက်တာစုံမင်းရဲ့စာလေးပါ။ဆရာရဲ့စာလေးကသူ့အမေရဲ့ဒီစာလေးကိုဖတ်ရှုခွင့်ပြုပါလို့ဆရာကိုခွင့်တောင်းလိုက်ပါတယ်ရှင်။အယိုးကျိုးတဲ့လူနာတွေဆိုရင်သူတို့တန်ရာကလေးတွေလှုပ်ရှားထိခိုက်မိတဲ့အခါနာမကျင်မာဆိုးလို့လုံလုံကြုံကြုံလေး ကြက်ထုပ်စီငိမ့်နေအောင်တိုင်းပို့ပေးထားရတယ်လေအယိုးလေးတွေပြန်မဆက်မချင်းပေါ့တခါတခါကြတော့လဲစိတ်မာရတဲ့အတွင်းတန်ရာတွေဟာလဲအယိုးတွေအသေးတွေမော့မော့ချင်းမတက်မခံမရနိုင်အောင်နာကျင်ကြေခွဲရပါတယ်အမေအနာမကျက်မချင်းအဲ့ဒီအကြောင်းကိုအဆောင်မဖော်ပဲမစင်စားပဲတခြားကိုအာယုံလွှဲထားလိုက်မှသာဘဝရဲ့ပိစုတ်ပန်ရှင်တန်ချင်းကိုပြန်ရတယ်အဲ့ဒီလိုမှမိမထားရင်ဘာလုံးမှမလုပ်နိုင်တော့ပဲအရှိုက်ကိုထိုးခံရတဲ့လက်ဝေသမားများလိုပြန်ထနိုင်မှုတော်တော် ကြိုးစားယူရတာ ရှားဝင်ဆိုပေမဲ့လည်းစစ်ထွက်ယောက်ျားများလို့ရန်သူကိုရင်ဆိုင်နိုင်တိုက်နေတဲ့ကျွန်တော်တို့ဘဝထဲမှာလည်းအထီချမခံနိုင်လို့ရင်မာတော်ဝင်ရင်ခံစားချက်တခုရှိပါတယ်။ဒိမီတိုင်းနာခြင်းနဲ့ simple heart မဟုတ်ဘူး previous heart ပါအမေကိုမတွေ့ရတာအမေအတန်မကြားရတာရက်ပေါင်း1500ကျော်လာပြီအမေနေလို့ပါကောင်းရဲ့လားစိတ်ဝမ်းရောချမ်းသာပါမလားအခုတည်းကလွတ်မြောက်အောင်မကယ်နိုင်သေးတဲ့အတွက်လဲယူကြုံမရဖြစ်ရပါတယ်အမေ အာနာသိမ့်ပြီးခဲ့တာစစ်သားတွေကအမေနဲ့ပတ်သက်လာရင်အယုတ်ကိုလည်းမမြင်ရအောင်အတန်ကိုလည်းမကြားရအောင်တရင်စကားလေးတော့မှမသိရအောင်ပိတ်ဆို့ဖြတ်တောက်ထားတယ်လေဒါမဲ့အမေသားတွေရင်ထဲမှာဆွဲနေတဲ့အမေပုံရိပ်ကိုသူတို့ဘယ်လိုညှိုးမင်အောင်လုပ်နိုင်မှာလဲတချို့ကအမေရုပ်ပုံကိုရင်အောင်မှာတက်တူးထိုးထားတယ်တချို့ကအမေနာမည်ကိုလက်ရုံးမှာကပီးတင်ထားတယ်စစ်သားတွေကမြင်ရင်ဖက်နဲ့တတ်တယ်အရေးကုန်ဆုတ်တယ်ဆိုတာသိရတယ်လေ အမေကိုလွမ်းတဲ့အခါအမေဟာကိုနဲ့အတူရှိနေပါလားဆိုတဲ့ခံစားချက်ကိုရဖို့အတွက်တရားပံအောင်ခန့်နှိပ်ထားကြတာပါမေကျွန်တော်လည်းလွမ်းတာပေါ့မေ Facebook ပေါ်မှာမိတက်ပုံလေးတွေတက်လာရင်အရင်တော့ငါပုံလေးတွေဆိုပြီးအမှတ်တရသတိရပါမယ်ကြာကြာမကြည့်ရပါဘူးရင်နာလုံးလုံးငါတို့ခုချက်ပုံပြီးညာကြီးစူးစမ်းရအောင်မယ်ဆိုတဲ့စိတ်နဲ့တံပတ်ပြန်တင်းပြီးအလုပ်တွေပဲဖိလုပ်နေနေတယ်ဒီကောင်လေးကိုတယောက်မကျန်တက်ရလို့ ကဘာတသိမ့်မကငရဲကြခြင်းကြပါစေအမေကိုတော့မရရအောင်ကြရမှာပဲအဲ့ဒီရွယ်ချက်အဲ့ဒီပန်းတိုင်းမရမချင်းခေါင်းစာအခြေဆုံးမိဟုံဟုံတောင်းနေလည်းမပူနိုင် မလောင်နိုင်အားသေးပါဘူးဘလို့ပဲပြင်းမစင်းရဲ့ပါစေကို့အမေရဲ့လွတ်မြောက်ရေးမလို့ရင်းနဲ့ချက်ပြန်ပြန်ကွဲသွားလဲလောက်ရမှာပဲအမေတောင်းမှကိုတိုင်းမိရဲ့သားသမီးတွေနောက်ရေးအတွက်မရိပ်မရိုင်းကြံ့ကြံ့ခံခံရက်တည်နေသေးတာကိုရီကဘာကိစ္စရိုင်းနဲ့လဲကြသွားမှာလဲအမေကိုလွမ်းနေစိတ်မပြုံမမြုပ်သိမ့်နိုင်တဲ့အတွက်ဝမ်းနေရတဲ့အတွက် ခလုတ်ထိတဲ့အချိန်မှာတောင်မှမတမီအောင်နင်းနေတာကြပြီအမေအကြောင်းစာကလေးတကြောင်းနှစ်ကြောင်းတာရေးရတဲ့ရေးနိုင်တဲ့ခွန်အားတက်တည်မရှိဘူးဒါပေမဲ့အခုချိန်တော့မရေးမဖြစ်ရေးရပြီမေအမေရဲ့အသက်80ပြည့်ဝင်းနေအတွက်ဆုတောင်းမေတ္တာပို့တာမလို့ပါဟုတ်လုံငယ်တဲ့73နှစ်ကာလအဲမှာတာဝန်ကျနေတော့အမေအတွက်မွေးနေ့လက်ဆောင်ဆိုပြီးစာတပုတ်ရေးခဲ့ဘူးလေအဲ့ဒီတော့ကပေးခဲ့တဲ့မွေးနေ့လက်ဆောင်ကတော့တားတယောက်နေနဲ့ယောက်ျားပြီးပြီးတည်ကြည့်တဲ့ခရီးတစ်လုံးမှာ တိုင်းပြည်အတွက်တာဝန်သိစိတ်ရှိရှိထမ်းဆောင်မှမယ်လိုအပ်ရင်စစ်မှုပဲထမ်းရထမ်းရပါလို့ရေးခဲ့တာအဲ့ဒီခရီးအခုထိတော့အကြပြအစွန်းထင်းမရှိတည်နေသေးတယ်မင်းတစ္ဆာတွေပြည့်ရွင့်မသွားသေးဘူးဘလို့ပြောင်းလဲလောကဒဏ်ကြီးရဲ့ရက်ခတ်ရိုက်ခတ်မှုအမှန်မှရရင်လည်းမသွားဘူးဒူးနဲ့ဒူးမတွေ့နိုင်မမြင်နိုင်ပေမဲ့အမေလဲသားတို့နဲ့အတူရှိနေတယ်လို့ယုံကြည်ရတာပါပဲမေတ္တာဆိုတာအကောင့်ထင်းရှိတော့လည်းပဲအပြန်လန်ခံစားထိတွေ့လို့ရနိုင်တာမျိုးကိုဒီကလာတော်တွင်ကြံစီလောက်ကိုင်းဆုံးဖြတ်သည်များအရာအလုံးက အမေစိတ်အမေသဘောအမေလမ်းစဉ်တိုင်းခါခတ်သိညညအောင်ပြုတ်ပြင်ခဲ့ပါတယ်။မိသားဆိုရင်ဒါဘဘတော့မှလုံမှာမဟုတ်ဘူး။မိဆိုရင်လည်းတီတန်းပြည့်လုံမှာပါလေဆိုတာမျိုးအမြဲတမ်းစဉ်းစားတွေးတောပြီးလုပ်တယ်။ပြောစရာပြောစကားနားထောင်တာမဟုတ်ပါဘူး။ပြောစရာမလိုဘဲကိုနားထောင်တာစိတ်ထားခြင်းကတစိတ်တဝန်းနဲ့ဖုန်းကြည့်နေတာဖះဆုံးမှနဲ့မြည်တာရှိရင်ရှိမယ်။ကျွန်တော်ကတော့အမေအဆုံးမှနဲ့ဘယ်တော့မှမကိကွာခဲ့ပါဘူး။ခရိယန်ကျန်းစာတွေကအတိုင်းကောင်းခင်ဘုံကဖះအိမ်တော်မှာပြန်တွေ့ကြတဲ့အခါ ကျွန်တော်တို့ရဲ့ကျွန်တော်အပြုမူဒီအားလုံးကိုဆ ्याम မစီအင်စာစာအုပ်ထက်တယ်လို့အသေးစိတ်စစ်ခန့်နိုင်ပါတယ်တပတ်တောင်မရောစီရပါဘူးအမေစီကလေးစားတူယူဆုံးချက်ကတို့မေဟာဘယ်တော့မှမဟုတ်တာမမှန်တာမတရားတာကိုလုပ်လို့ပြောလို့မရှိဘူးဆိုတဲ့ချက်ပါသူ့ဘောမှာဘယ်လိုချင်းချင်းတောက်ရှက်မှုမျိုးရှိနေပါစေကြောက်ရွံ့စိုးရိမ်စိတ်ကင်းကင်းနဲ့အင်တန်မကိုခေါင်းမာနိုင်တဲ့တက်တီရှိတယ်အမေစီကအဲ့ဒီစိတ်ဓာတ်ကလေးကိုအမွေဖြစ်လိုချင်လို့ကျွန်တော်မှအတူခိုးလိုက်ရတာဘလောက်တောင်မာရီကြောရင်နိုင်တဲ့ဆရာဝန်မျိုးဖြစ်လာတယ်လဲမြင်တဲ့အတိုင်းပါပဲ ကိုတို့မယောင်မဟုတ်တာမမှန်တာမဟုတ်တဲ့ဘဝမှာတော့သူ့အသက်ရှင်နေရေးသူ့လွတ်လပ်မှုသူ့အမိဂုံတရင်ကြော်စောခြင်းအတွက်စိတ်မိတ်စာတွေကိုညံ့မခံခဲ့ဘူးအာနာသိမ့်မယ်ဆိုတာကိုသိရတဲ့အဲ့သူ့ဘက်ကအလျှော်မပေးလို့လူများကြီးတည်ကြရတယ်ဆိုပြီးလူရုံမာတွေကမတရားသဖြင့်ပြစ်ပုံချလိုက်ဂိမ်းမဆိုင်ဘူးမဲခိုးတဲ့သူတွေကသူ့ကိုမဲခိုးပါတယ်ဆိုပြီးမယောင်မကဆွဆွဲတာလည်းစိတ်မဆိုးတယ်ဘူးနေစမ်းမအောင်တို့မယောင်မဲခိုးတယ်ဆိုတော့ သူဝင်ပြန်ခဲ့တဲ့ပြန်ရွေးကောက်ပွဲတိုင်းတောင်ပြုံကမ်းမြုံမနိုင်တဲ့အချိန်တစ်ခါမှကိုမရှိဘူးတဲ့ဟာကိုသူတို့ကိုယ်စွမ်းညံစွမ်းရှိတဲ့များအစွမ်းကုန်ညစ်ကစားတာတောင်မနိုင်တော့လို့ပွဲဖြတ်ပစ်ပြီးလူကိုရန်ရှာတာပါဒီလိုတက်တီမျိုးကိုသူတို့စစ်ဘိုလ်ချုပ်တွေရဲ့တယောက်တလေတောင်ရှိသလားပြောစမ်းပါဦးကျွန်တော်ကတော့အဲ့ဒီဆိုရဲတက်တီမျိုးအားကြလို့ဒီကနေ့ဒီချိန်ထိတီလိုရက်တည်နေတာပါအမိသားတွေကအမိကိုချစ်ကြတယ်ဝန်ယံကြတယ်မိစိတ်တက်ကိုလည်းအတူယူတယ်ဓာရီကိုဆန့်ကျင်ပဲအတန်းဝိုင်းကတစိမ့်ကတော့ထမိန်ချုံနဲ့ညီပေါ့တယ်အကျွန်တော်ကတော့အဲ့လိုခေါ်ခဲရတာရှက်စရာလို့မြင်ပါဘူး ကြောင်ကြောင်ငုံငယ်လို့အဲ့ဒီလူတွေနဲ့မကင်းနိုင်မကွာနိုင်သူတို့ကြိုးစွဲရာကနေရတဲ့ဘွားကိုပို့ဆက်ဆုပ်ယွန်းရှာပါတယ်အဒီတော့ကထမိန်ကြောင့်ကပြောနေတာတို့မင်းကသူ့ထမိန်ကိုအိမ်ပေါ်လုံးသမားတော်ရှော်ခိုင်းနေတန်းဆောင်မှုဘူးသူတို့အသားဝိုင်းတာလူကြီးအိမ်ကအမတွေမှန်သမျှဝင်းလုံးပုံထားခဲ့တဲ့အစဉ်လားရှိတာကျူကိုတိုင်းနဲ့ကြိုင်ထမိန်ရှော်နိုင်လုံးတို့ဒီဘွားရောက်တာဘသူကထမိန်ချုံလဲစဉ်းစားပါကျွန်တော်အတွက်တော့နီဘော့ဆိုတဲ့တစိကတီတီသူ့ဓမ္မမနှိဇောတာဒရတ်ဘွက်ထက်ပိုပြီးဂုံတိတ်ကရှိတယ်လို့မြင်တာပဲ ဒါမျိုးကအမနဲ့မန်ကိုညံမျက်စိနဲ့ခွဲခြားနိုင်မှတွေ့ရတာဒီလိုဒီချိန်ညီနိုင်နဲ့ညီရတဲ့တက်တီကိုအရက်ဝင်နဲ့ချိန်ပြီးလူသားတိုင်းကနဲ့စစ်တိုင်နေတဲ့စစ်သားတွေနားမလည်နိုင်ပါဘူးတကယ်တော့ကျွန်တော်ကအမေဘက်ကဒီဇိုင်းမက်မက်ရက်တီနေတာမဟုတ်ဘူးအမေကသာအခါခံသိကျွန်တော်တို့ဘက်ကမမမက်မက်ရင်ဆိုင်ပေးနေတာအမေကဘာဖြစ်လို့ကျွန်တော်တို့နဲ့ရက်တီတယ်လဲကျွန်တော်တို့ကရောဘာဖြစ်လို့အမေဘက်ကရက်တီတယ်လဲအဲ့ဒီကိစ္စကသိသားတန်ရောစင်းနဲ့ဖြစ်တည်လာတာမဟုတ်ဘူးအမေမှာတာရင်မြင်းနေရှိပေမဲ့သူတို့နဲ့မချကျွန်တော်တို့ပုံပစ်တာထားနိုင်တယ် ကျွန်တော်တို့ကအမေရင်ဖွားရင်နေရှိမိမယ်အမေဒီတာကျွန်တော်တို့အားလုံးရဲ့အမေပဲကျွန်တော်တို့ကြားကအပြန်လန်မြတ်တာကအကျိုးစီးပွားနဲ့ချီနှောင်ထားဘူးမျောလင့်ချက်တစုံတရာမပါဘူးရင်းနဲ့အဲတဲ့ကလာတာမို့နှစ်နှစ်ကာကာရှိတယ်အဲ့ဒီမြတ်တာတွေကိုစင်ကျင်ပွားများပြီးအမေအတွက်နိုင်တိုင်းလဲလဲမြတ်တာပို့တာပါတယ်သကလုံးအတော့နှုံးနဲ့ပေါ်ပြနိုင်စွမ်းမရှိလောက်အောင်ပါပဲငယ်ငယ်တုန်းကဘာဝဝင်းရွှေရုပ်ရှင်ကားကြီးရင်ငိုကြတဲ့ဟမ်ဆောင်နိုင်မှုရုပ်ရှင်ရောကထွက်ရင်မျက်လုံးမျက်ခွန်းနဲ့ညီရဲ့မုတ်အိပ်ပြီးထွက်လာကြတယ် ။ရုပ်ရှင်တွေကြည့်ပြီးငိုတတ်သလားမင်းငိုဘူးပါတယ်ပေါ့။စာအုပ်တွေဖတ်ပြီးငိုတတ်သလားအဲ့ဒါတော့မငိုဘူးသေးဘူးမင်း။စာတွေများကြီးဖတ်ခဲ့မှုပါတယ်ခန်းစားခဲ့မှုပါတယ်ဒါမဲ့မျက်ရည်လည်းရွယ်ငိုရတဲ့အထီတော့မဟုတ်ဘူးခုတော့စာတွေတော်တော်များများရေးမိနေပြီလေကို့ဘာသာကိုစာရင်းရင်းနဲ့ကောငိုမိလား။ငိုဘူးလားမေးကြည့်မိတယ်။ငိုကြလား။နောက်ကြကြည့်ရအောင်အသက်ပဲကြီးလာပေါ့ကလေးကလား။ဒါမဲ့မငိုဘူးဘူးလို့တော့ပြောလို့မရဘူးထင်တယ်။ငိုရမှာမဟုတ်ပေမဲ့ညရင်ပြူပူပေါက်ပေါက်ကြလာလို့ လက်တွေပန်းညှစ်ပြီးရေးရတာတော့ကရှိခဲ့မှုတယ်လေးဆက်သုံးဆိုပြီးဖေချောင်းရင်းတော့တခါကစိုးနွယ်ဆိုပြီးတမိချောင်းရင်းတော့ကတခုတခါဘာဖြစ်လို့ပူတာလဲလွန့်လို့ဝဲတဲ့လို့ကုကုကုတဏှာလို့တခုမှမဟုတ်ဘူးဘာခံစားချက်မှမရှိပဲဒုက္ခသာသူအလိုလိုဖြစ်လာထိတ်ချုပ်လို့မရဘူးအကယ်ဒမီရတဲ့သူတွေပြည့်ရချပြတာအိုက်တီလောက်နေတာမဟုတ်ဘူးလို့ထင်တာပဲမိချောင်းရင်းတဲ့အခါ ဝမ်းနဲ့ပက်လက်ဖြစ်မိတာအမှန်ပဲမွေးနေ့လက်ဆောင်လုံးကပေးခဲ့တဲ့ဂရီကိုအခုတက်တိထိထားတိုင်းပဲဆင်းနေကြပြီးတော့နောက်မှာပေးထားတဲ့ဂရီကိုအခုတက်တိအောက်ထဲမဖော်နိုင်သေးဘူးအမေလွန်ပြောင်းရည်အတွက်ဘု து ကူညီမှာမပါပဲဒါရုကိုယ်တိုင်အသက်နဲ့ရှင်ပြီးအကျိုးစားပါမယ်ဆိုတဲ့ဂရီဒီနဲ့ဒီဆဲဖြစ်တော့တဲ့မောင်မြတိုင်းသေးလို့အများကြီးပူစူးစားရအောင်ဖြစ်စိတ်ပိစာတွေကမိတဲ့သားချက်မှာ ဆက်အသွင်တည်င်းစကားတွေပြတ်တောက်ပြောက်ကွယ်သွားအောင်ပိတ်ပင်ဓာတ်ပြစ်ထားတော့ညာလဲတောက်လှန်မေတ္တာများကိုတော့တားဆီးချေပြလို့ရောင်းနိုင်မှာမဟုတ်ပါဘူးခဲခဲတွေကြုံတွေ့လို့စိတ်ပြေအားငယ်သွားတိုင်းလဲအမိမျက်တာကိုရည်ရောင်လို့စိတ်ခွန်အားတွေမွေးရတယ်ကုံချေပန်းလို့လှန်နိုင်ဝဲဆိုတဲ့အခါမျိုးမှာလဲမိအတွက်မူရှိဆဲရအောင်မယ်ဆိုတဲ့ဇွဲနဲ့ပဲနဲ့ကြာကန်ရတယ်နေထွက်ရင်ရှိနေဝင်ရင်တော့လို့သိရတယ်လို့ပဲအမှန်နဲ့အမှားကြမှာလမ်းပြောင်နေတဲ့အခါတိုင်းအမိစိတ်အမိသဘောကဘယ်ခါမှမှားတယ်မရှိဘူးလို့ ရုံရုံကြည်ကြည်ပဲ့ပြင်ယူပါတယ်။မိဘနဲ့သားသမီးကြားမှာပိုင်ဆိုင်မှုတွေကိုသာအမွေနှစ်ပြင်းနဲ့တန်ဖိုးထားကြပေမဲ့ဒီသားတယောက်ဖို့မှာတော့စိတ်ဓာတ်နဲ့တတ်တီကိုအငွေဆက်ခံနိုင်အောင်အတွေ့အကြုံနဲ့အမျိုးမြင်တွေကိုအမိလိုက်နိုင်အောင်အစဉ်တစ်ပြည့်အားဆိုင်ကြိုးပမ်းနေရအောင်ပါပါလေ။တို့မီတတ်တော်ရာကျော်ရှိပါစေသား။ဒါဝစဉ်တည်တဲ့တော့ချစ်ချင်းများစွာဖြင့်အမေရဲ့အသားချန့်ကင်းနေ။ ဒီကဗျာလေးကတော့ဟိုဒီဒီစာလေးကတော့ဆရာဒေါက်တာဆွန်းမင်းရဲ့စာလေးပါဒါမဲ့သူကသူကတော့ချန်ငင်းလို့ပဲအမည်တက်ထားပါတယ်ပေါ့နော် အဲ့တော့ဒီနေ့ဒီနေ့တော့ဒီဒီဒီလောက်ပဲဖတ်ပြီးတော့ရန်လိုက်ပါမယ်ပေါ့နော်နောက်တစ်ခုကတော့ဒါမဲ့ဟိုဆရာဆရာဒီတင်မိုးရဲ့ကြပြလေးမနေ့ကညွတ်မယ်ဆိုပြီးတော့ထားပြီးတော့ပြင်ရောက်သွားမှမသိလို့ရှာနေတာအဲ့အတွက်တော့မညွတ်လိုက်ရဘူးပေါ့နော် ညနေကြာရင်တော့လည်းရွတ်ထားတဲ့ကြံလေးပြန်တင်ပါဦးမယ်ပေါ့နော်အားလုံးပဲဒီနေ့မနေ့တော့နှုတ်ဆက်ပါတယ်အားလုံးပဲကျန်းမာကြပါစေအမေစုလည်းတက်ရှိကျန်းမာပါစေမကေဒရီမင်္ဂလာပါမမေမင်္ဂလာပါဘုမင်းကျူလာမင်္ဂလာပါဖီနစ်ဆော့ပါမောမင်္ဂလာပါမကေပါပါပြုမင်္ဂလာပါမမဆွေဝမ်းမင်္ဂလာပါကိုလင်းလင်းလာမက်လင်းလင်းလာမင်္ဂလာကိုဗလာမင်္ဂလာပါ အာမထွေစင်ကြည့်လို့မနုဝေစင်တရမောတတိဥရရှင်နဲ့တတိဥရမာချင်းဥဒရနောမဆက်လာရတဲ့သူတွေမမေရနာမမြတ်တန်တာရှင်နေမှာဆိုလို့အားလုံးပဲနှုတ်ဆက်ပါရနော်အဲ့ဆိုဒီနေ့မနေ့အတွက်တော့အားလုံးပဲတတပါမမဆက်ဆက်ဟုတ်အညာဝေးအားလုံးပဲအဲဟုတ်အားလုံးပဲတတပါ